ဒါကြောင့်မလို့မိဘတွေရဲ့မျောလင်းချက်တွေကဘယ်လိုမျောလင်းနေုံလို့ဆိုဒါမိဘရဲ့မျောလင်းချက်တွေမိဘရဲ့မျောလင်းချက်တွေကဘာတော့မွေခန္ဓာစေဆိုသူ့အမွေကိုခန်းစေခြင်းနဲ့နော်မွေခန္ဓာတဲ့အချက်ရှိရကျွေးမွေမပြတ်ဆောင်ရွက်စီမံမွေခန္ဓာစေလှူမြဝေ၍စောင့်လေမျိုးနွယ် နောက်ဆုံးကြတော့မိဘကကိုချေကိုလဲရကိုချေရလဲရမပြတ်အောင်သားသမီးကထိမ့်သိမ့်ဆောက်ရှောက်သွားမှကိုမြဲတမ်းမြှော်လင့်ထားတယ်ပေါ့တို့ရှာထားတဲ့ပစ္စည်းတွေတို့ဆောက်ထားတဲ့ကြောင်းကံဖရားတွေတို့လှုပ်သွားတဲ့အလုပ်တွေငါတို့သားသမီးကဆက်ခံပြီးတော့တည်ထက်အောင်လုပ်လိမ့်မယ်လို့မိဘတွေကမြှော်လင့်တယ်တို့ရဲ့အမျိုးဆောက်ရှောက်သွားလိမ့်မယ်လို့ဒီလိုမျှော်လင့် အဲ့ဒီမြောင်းလင်းချက်ကိုပဲသာသမီတွေကလိုက်နာတာဒါသာသမီတွေရဲ့ဝတ္တရားလို့ပြောတာနော်သာသမီတွေရဲ့ဝတ္တရားအနေနဲ့ဝတ္တရားတိုင်းဆောင်ရွက်တဲ့သာသမီမျိုးတွေဟာအင်တမအရေးကြီးတယ်သာကောင်သမီကောင်ဖြစ်ဖို့လူတိုင်းလူတိုင်းဟာကြိုးစားကြရမှာဖြစ်တယ်မိဘဆိုဒီမှာသာသမီအပေါ်မှာဘဟုပကာရကျေးဇူးများတယ်ဆိုတာဟုတ်တယ် ဒါကြောင့်ကျေးဇူးများတာတော့လူလောကရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာမိဘကျေးဇူးမကင်းမဲနဲ့လူလောကရောက်လာတာအချင်းပဲကော။နောက်ဆုံးမှာအာပါရကပောတကမြတ်စွာဘုရားထောက်ပြတဲ့ထဲမှာမိဘကငယ်စဉ်ကနေဆောင်းရှောက်လာခဲ့တယ်ဆိုတာကျေးဇူးပြုတယ်။ပောတကကျွေးဝေးလာခဲ့တယ်ဆိုတဲ့ကျေးဇူးတရားတွေရှိတယ်။အဲ့ဒီကျေးဇူးနှစ်ခုတည်းပို့ပြီးတော့ကြီးမားတဲ့ကျေးဇူးကဘာတော့ ဣမတလောကတထတိတာရောဒီလောကကြီးကိုပြတာတဲ့ယေရှုဆွန်တော်ကဒီလောကကြီးတဲ့ကိုဘသူခေါ်လာတာတုံးဆိုမိဘခေါ်လာတာလို့ပြောမိဘကခေါ်လာတာမခေါ်ရင်ရောက်ပါမလားဒီတိုင်းပဲယေရှုကန်တဲ့သာသမီတွေကသူ့ဘာသူအဟွာပြုတ်ပြီးငါမွေးတာလို့ဒီလိုအောင်းမိတာပြောကြသေးတာเนาะတကယ်ကတော့မိဘကငယ်စဉ်တောင်ကြီး ဒီတရေတည်တဲ့အချိန်မှာဒီကနေ့ခေတ်မှာဆိုလို့ရှင်မိမိစီမလာဖို့ရတားနေကြတာတွေတောင်ရှိသေးတာပဲလေ။လောကကြီးရဲ့အလားမခံတဲ့မိဘတွေရှိတယ်။အလားမခံတဲ့မိဘတွေကြလို့ရှင်ဒီပုဂ္ဂိုလ်ဟာလူလူဘဝရောက်နိုင်ပါမလား။ရောက်နိုင်ဘူး။ဣမတ္တလောကတ္တဓာတ္တိတာရောဒီလောကကြီးကိုပြတာမိဘပြတာ။ လူလောကရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာမိဘရဲ့ခြေဆုတရားကိုဘယ်တော့မှမမေ့တဲ့နဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်။ဘာလို့တော့ဆိုဒီတော့ကရောက်လာတာမိဘကလက်ခံလို့ရောက်တာလေ။အင်းတချို့မိဘတွေဆိုလက်ခံမှုမလာဖို့ရတာတယ်။လာပြန်ရင်လည်းဖြောက်ဖြက်ပြစ်တယ်။ဟောဒါမျိုးတွေရှိတာပဲ။အဲတော့လောကကြီးကိုပြတ်တာတယ်ဆိုတော့လောကကြီးကိုလာခွင့်ပေးလိုက်တာ။အဲ့ဒီခြေဆုဟာဘယ်တော့မှဆက်လို့မကုန်ဘူးလို့သူတို့ပြောတာ။ ကျွေးတာပြန်ကျွေးလို့ရတယ်ဆောင်းလျှောက်တာပြန်ဆောင်းလျှောက်လို့ရတယ်လောကကြီးကို ခေါ်ပြီးတွင်းလာဖို့ကြတော့ကိုကတော့မှမွေးတာမိဘကိုကိုခေါ်တွင်းလို့မရဘူးလေမိဘကသာသာသမီးကိုခေါ်လာတာဖြစ်တယ်ဒီကျေးဇူးအတွက်ဘယ်လိုမှဆက်လို့မကုန်နိုင်ဘူးလို့ပြောရမှာပဲเนาะအဲ့ဒါလို့မိဘတွေရဲ့ကျေးဇူးတရားထားပြီးတော့မိမိတို့တွေဟာตาကောင်းသမီးကောင်း လူငယ်လူရွယ်တွေတာကောင်သမီးကောင်ဖြစ်အောင်ကြိုးစားကြရအောင်အရာရာမှာမိဘတွေတာလွန်ပြီးတော့တိုးတက်အောင်လုပ်အောင်